အမေရိကန်ကဘာကြောင့်စစ်ရင်အား3000ကျော်ကိုအရှိလေပိုင်းလိုတင်းမာမှုများတဲ့ဒေတာတစ်ခုစီရုတ်တရက်ဆေလွှတ်လိုက်တာလေ။ဒါကပုံမှန်တက်ချထားမှုမျိုးလား။ဒါမှမဟုတ်ပိုကြီးမားတဲ့အစီအစဉ်တစ်ခုရဲ့အစားလား။ဒီအင်အားကြီးမားတဲ့ရေတပ်အုပ်စုနဲ့အထူးတပ်ဖွဲ့ဝင်တွေရဲ့လှုပ်ရှားမှုနောက်ကွယ်မှာဘာတွေရှိနေလဲဆိုတာကိုဒီဗီဒီယိုမှာဖော်ထုတ်တင်ပြပေးသွားမှာပါ။အင်အားကြီးမားတဲ့ရေတပ်စစ်ရေးရင်စုကြီးတစ်ခုကမ္ဘာပေါ်မှာအန်ဒီယေအများဆုံးဒေတာတစ်ခုစီကိုဝင်ရောက်လာခဲ့ပါပြီ။ တန်တမန်ရေးအရာလာရောက်တာမဟုတ်ပါဘူး။လက်နက်ပြေစုံနဲ့အသင့်အနေထားမှရှိနေပြီးထောင်ပေါင်းများစွာသောအမေရိကန်ထိပ်တန်းတပ်ဖွဲ့ဝင်တွေရဲ့ကြောထောက်နောက်ခံလည်းရှိပါရယ်။ဒါပေမဲ့ဒီမစ်ရှင်ဟာစင့်အားပြယုံတတ်တတော်မဟုတ်ပါဘူး။ပိုပြီးကြီးမားတဲ့အရာတစ်ခုကိုအချက်ပြနေနိုင်ပါရယ်။လက်ရှိချိန်မှာအမေရိကန်ပြည်ထောင်စုကရေတပ်နဲ့ Marine တပ်ဖွဲ့ဝင်3000ကျော်ကိုတင်းမာမှုတွေနဲ့ NRA ပြည်နေတဲ့ဒေသတစ်ခုစီဆေလွှတ်လိုက်ပါပြီ။ဒါကပုံမှန်တက်ချထားမှုမျိုးမဟုတ်ဘူးဆိုတာသိကြပါဗျ။ ဒီတပ်ဖွဲ့ဝင်တွေဟာအထူးလေ့ကျင့်ထားတဲ့ 26th Marine Expeditionary Unit MEU နဲ့ USS Baden Amphibious Raid Group ARG ရဲ့အစိတ်ပိုင်းတွေဖြစ်ကြပြီးလျင်မြန်သွားတုံ့ပြန်ရေးစစ်ဆင်ရေးတွေကုန်းရီနှစ်သွဲတိုက်ခိုက်မှုတွေနဲ့အထူးမစ်ရှင်တွေအတွက်အထူးလေ့ကျင့်ထားတဲ့ပူးပေါင်းတပ်ဖွဲ့ကြီးတစ်ခုပါပဲဒီ unit ဟာတာမန်တပ်စုတစ်ခုမဟုတ်ပါဘူး 26MEU ကအန္တရာယ်ရှိတဲ့အခြေအနေတွေမှာလှည့်မြန်စွာတုံ့ပြန်နိုင်မှုအထူးစစ်ဆင်ရေးတွေကိုပံ့ပိုးကူညီနိုင်မှုနဲ့ ကုန်းလေနှမျိုးစလုံးကနေတိုက်ခိုက်ရေးစွမ်းရည်တွေပေးနိုင်မှုတွေကြောင့်နာမည်ကျော်ပါတယ်။ဒီ unit ထဲမှာခြေလျင်တန်ရင်တစ်ခုလုံးလေကြောင်းတက်ဖွဲ့တစ်ဖွဲ့နဲ့ထောက်ပံ့ပို့ဆောင်ရေးအဖွဲ့တစ်ခုလိုပါဝင်ပြီးအင်အားကြီးမှလည်းလင်မြန်စွာတပ်ဖြန့်နိုင်တဲ့အဖွဲ့တစ်ခုအဖြစ်ပူးပေါင်းလှုပ်ဆောင်ကြပါတယ်။သူတို့ရဲ့ရောက်ရှိလာမှုကအမေရိကန်ရဲ့ရည်တည်ချက်မှာတိတာထင်ရှားတဲ့ပြောင်းလဲမှုကိုပြသနေပါတယ်။ဝေးဝေးကနေစောင့်ကြည့်နေမယ့်အစားအမေရိကန်ဟာသူ့ရဲ့အပြောင်းလဲအရှိဆုံးနဲ့အကြမ်းတကအကြမ်းဆုံးတိုက်ခိုက်ရေးအသင့်ပြင်ဆင်ထားတဲ့ unit တစ်ခုကို အဓိကစည်ရေးတင်းမာနိုင်တဲ့နေရာတွေနားမှာချထားလိုက်တာပါပဲဒီတပ်ဖွဲ့တွေဟာမဟာမိတ်တွေကိုကူညီဖို့အရက်သားတွေကိုကယ်ထုတ်ဖို့ဒါမှမဟုတ်လိုအပ်ရင်တိုက်ခိုက်ဖို့အတွက်အသင့်အနေထားမှာရှိနေပါတယ်ဒါဟာမကြသေးတဲ့နှစ်တွေအတွင်းဒီဒေသကိုတက်ချထားတဲ့ MEU အများဆုံးတွေကတစ်ခုဖြစ်ပြီးအမေရိကန်ကနောက်ဆုတ်သွားမှာမဟုတ်ပဲအင်အားနဲ့အရှိန်ဟုန်နဲ့ရှေ့တိုးလာနေပါတယ်ဆိုတော့ရှင်းလင်းပြတ်သားတဲ့သတင်းစကားကိုပေးပို့လိုက်တာပါဒါပေမဲ့ဒါဟာ သေချာစီစဉ်ထားတဲ့ပူကြီးမားတဲ့မဟာဗျူဟာရဲ့မြင်သာတဲ့အစိပ်ပိုင်းတစ်ခုသာဖြစ်ပါတယ်။စစ်သည်မော်ကြီးနှစ်စီးစူးရတူးမြောင်းကိုဖျက်ကျော်ပြီးပင်လယ်နီထဲကိုဝင်ရောက်လာခြင်းရဲ့နောက်ွယ်ကအကြောင်းအရာတွေကရောဘာများဖြစ်မလဲ။ရေကုန်းနှစ်သွဲသွားတိုက်ခိုက်ရေးသင်္ဘော USS Baden LHD-5 နဲ့စိုက်ကပ်ကုန်ချသင်္ဘော USS Carter Hall LSD-50 တို့ဟာစူးရတူးမြောင်းကိုအောင်မြင်စွာဖျက်ကျော်ပြီးအလွန်ရေးပါတဲ့ခရီးကိုအဆုံးသတ်ခဲ့ပါတယ်။ဒီကျင်းမြောင်းနဲ့ရေချောင်းလန်းဟာ ကမ္ဘာပေါ်မှာအလုံအများဆုံးကိုယ်တိုင်ရေးလမ်းကြောင်းတွေကတခုတည်းမကအမေရိကန်တပ်ဖွဲ့တွေအတွက်အရှေ့လေပိုင်းရဲ့အတီငိမ့်ဆုံးမဟုတ်တဲ့ဒေသတွေစီကိုချိတ်ဆက်ပေးတဲ့အရေးပါတဲ့တကားပေါက်လေးဖြစ်ပါတယ်။ဒီသင်္ဘောတွေဟာအခုဆိုရင်ပင်လယ်ညီထဲမှာလှုပ်ရှားနေပြီးတိုးလာနေတဲ့ချိန်ချောင်းမှုတွေကိုထိမ့်သိမ့်သိမ့်သိမ့်ဖြစ်စေဖို့အတွက်အသင့်အနေထားနဲ့ရှိနေပါတယ်။ဒီနေရာကနေသူတို့ဟာဂျီမင်အီရန်နဲ့အာဖရိကဥဂျိုဒေသနာကတင်းမာမှုတွေကိုစစ်ရေးအရဝင်ရောက်ဆွတ်ဖက်မှုတွေကိုလှင်မြန်စွာတုံ့ပြန်နိုင်ပါတယ်။ သူတို့ရဲ့လမ်းကြောင်းက Hormuz ရေလက်ကြားနဲ့ Bab el Mandeb လို့ကမ္ဘာစီးပွားရေးအတွက်အရေးကြီးတဲ့အချက်အချာကြတဲ့မဟာပြူအမြောက်စီးပွားရေးနယ်နိမိတ် area ကိုဖျက်ဆီးခဲ့ရပြီးဒီနေရာတွေဟာမကြာခဏဆိုသလိုဂျန်တုဒရုန်းတွေနဲ့ဒုံးကျည်ချိမ့်ချောက်မှုတွေရဲ့ပြစ်မှတ်ဖြစ်တတ်ပါတယ်။ဒီလှုပ်ရှားမှုကြီးအချိန်တကိုက်ဖြစ်သွားတာကမတော်တဆမဟုတ်ပါဘူး။ပင်လယ်နီဟာဒရုန်းစစ်ပွဲတွေကိုယ်တိုင်ပဋိပက္ခတွေနဲ့ရေတက်အင်အားပြိုင်ဆိုင်မှုတွေရဲ့အဓိကနေရာတစ်ခုဖြစ်လာနေပါတယ်။ ဒီလိုအစင်းမြင့်စစ်သင်းဘောတွေကိုဒီနေရာမှာချထားခြင်းအဖြစ်အမေရိကန်ကနီးပြူဟာအရအပါသီးရရှိပြီးရေချောင်းသွားလာမှုလွတ်လပ်ခွင့်ကိုလုံခြုံစေကာအင်အားကိုပြသနိုင်ပါတယ်စစ်သင်းဘောတွေဟာစစ်သားတွေနဲ့စစ်ပစ္စည်းတွေအပြင်နောက်ထပ်အရေးကြီးတဲ့အလုပ်တစ်ခုကိုပါလုပ်ပေးနိုင်ပါတယ်သူတို့ဟာလေရင်တွေနဲ့ကုန်းချောင်းစစ်စင်ရေးတွေအတွက်အထူးကနေရာတစ်ခုလို့ဖြစ်ပါတယ်ဒါကြောင့်အမေရိကန်တပ်တွေဟာကုန်းပေါ်မှာစစ်ခြေဆိုင်စခန်းမရှိရင်တောင်ပြိပခဖြစ်နေတဲ့နေရာတွေနားမှာအလွယ်တကူလှုပ်ရှားနိုင်ပါတယ် ပြောရရင်ဒီသင်းမောတွေဟာစစ်အလံတစ်ခုတည်းကိုပဲပြတာတာမဟုတ်ပဲလေချောင်းနဲ့ကုန်းချောင်းကနေတိုက်ခိုက်နိုင်တဲ့လက်နက်တွေအပြည့်စုံကမှထည့်ဆောင်လာတာဖြစ်ပါတယ်။ဘယ်လိုမရှင်မျိုးကိုမဆိုချက်ချင်းလှုပ်ဆောင်နိုင်ဖို့အသင့်ပြင်ဆင်ထားတာပါပဲ။ USS Baden ဟာသင်းမောတစ်စီးထက်ကိုပို့ပါတယ်။သူဟာရေပေါ်လေတပ်စခန်းတစ်ခုပါပဲ။ Westclex အမျိုးအစားကုန်းရည်နှစ်သွဲသွားတိုက်ခိုက်ရေးသင်းမောအနေနဲ့သူဟာ AV-8B Harrier ဂျက်လေယာဉ်နဲ့အတူ MV-22 Esprit ်လေရင်တွေအပါဝင်လေရင်ဒါဇင်ပေါင်းများစွာကိုတည်ယူနိုင်ပါတယ်။ဒီလေရင်တွေဟာမြန်နှုံးပြောင်းလဲပြင်လဲမှုနဲ့ကျန်းတဲ့နဲ့ပတ်ဝန်းကျင်တွေမှာတိုက်ခိုက်ရေးမရှင်တွေအတွက်ဒီဇိုင်းထုတ်ထားတာပါ။အထူးသဖြင့် MV22 Aspire ဟာအရေးကြီးပါတယ်။သူဟာရဟတ်ရင်လိုပြန်တက်နိုင်ပြီးတိုက်လေရင်လိုလည်းပြန်တန်းနိုင်ပါတယ်။ဒါကအမေရိကန်တပ်ဖွဲ့တွေကိုတင်းမောပေါ်ကနေကမ်းခြေကိုအမြန်ဆုံးလှုပ်ရှားနိုင်မှုဒါမှမဟုတ်ရန်သူနယ်မြေမှာရုတ်တရက်ဆင်းသက်ဖို့အလွန်အသုံးဝင်စေပါတယ်။ AV8B Harrier ကတော့ downlight attack ဆင်းပြုတ်လုံနိုင်တဲ့ Vestol တိုက်လေယာဉ်တစ်မျိုးဖြစ်ပါတယ်။သူကပင်လယ်ထဲကနေပစ်မှတ်တွေကိုတိုက်ခိုက်ပြီးပုံမှန်ပြေးလမ်းမလို့အပဲတင်မောစီပြန်လာနိုင်ပါတယ်။ဒါကကုန်းဘော်ကလေယာဉ်စခန်းတွေမရှိရင်တော့ Batten ကိုတိုက်ခိုက်ရေးမရှင်တွေစတင်နိုင်စီပါတယ်။လေယာဉ်တွေပြင်ဒီတင်မောကကုန်းဘော်သုံးရှင်တွေမရိန်းတပ်သားတွေနဲ့ထောက်ပံ့ရေးကနေစစ်စင်ရေးအပြည့်အစုံအထိမရှင်တွေအတွက်ပစ္စည်းကရိယာတွေကိုလည်းတည်ဆောင်နိုင်ပါတယ်။ သူ့ရဲ့ကုန်းဘက်ဟာရဟတ်ယာဉ်တွေ drone တွေနဲ့တိုက်တင်ယာဉ်တွေမိနစ်ပိုင်းအတွင်းပြန်တက်ဖို့ပြင်ဆင်နေတဲ့လှုပ်ရှားမှုဗဟိုချက်တစ်ခုပါပဲ။ကောင်းကင်ယံကိုဘတ်တန်ကလွှမ်းမိုးထားချိန်မှာ USS Carter Hall LSD 50ကတော့ကုန်းပေါ်ကိုတိုက်ခိုက်ရေးအင်အားတွေပို့ဆောင်ပေးဖို့အာရုံစိုက်ထားပါတယ်။ Dock Landing Ship အမျိုးအစားဖြစ်တဲ့အတွက်စစ်သည်တွေယင်တွေနဲ့ပစ္စည်းကိရိယာတွေကို ပင်လယ်ကနေကုန်းပေါ်ကိုအန်ဒီယေကင်းကင်းနဲ့အမြန်ဆုံးရောက်ဖို့အတွက်သူဟာအလွန်အရေးကြီးပါတယ်။ သင်္ဘောပေါ်ကအဓိကကြိယာတွေကတခုကတော့ LCLC Landing Craft L Cushion လို့ခေါ်တဲ့ Hovercraft အမျိုးအစားရင်တွေပါဒီ unit ကရေပေါ်မှာရှော့စီးနိုင်ပြီးကမ်းခြေပေါ်တိုက်ရိုက်ဆင်းနိုင်ကတင်ကားတွေတန်ချက်ကရင်တွေနဲ့ထောက်ပံ့ရေးပစ္စည်းတွေကိုတည်ဆောင်နိုင်ပါတယ်ဒါက American တပ်ဖွဲ့တွေကိုစိတ်ကမ်းမရှိတဲ့ကမ်းခြေတွေမှာကုန်ချနိုင်အောင်လှုပ်ဆောင်ပေးပြီးရုတ်တရက်စည်ရေးရဆင်းသက်မှုတွေဒါမှမဟုတ်လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးမရှင်တွေအတွက်အကောင်းဆုံးပါပဲ။ LCAC တွေပြင်ကာတာဟောကရဟတ်ယာဉ်တွေကိုလွတ်တင်နိုင်ပြန်ခေါ်နိုင်ပြီးနီးပြူဟာမြောင်းယာဉ်တွေနဲ့ကုန်းရီနှစ်သွဲယူနစ်တွေကိုတိုက်ခိုက်ရေးအခြေအနေတွေအောက်မှာပံ့ပိုးပေးနိုင်ပါတယ်။သူကကန်ယူရန်နာမှာရွေရှားနိုင်တဲ့အခြေစိုက်စခန်းတစ်ခုလိုလှုပ်ဆောင်ပြီးမရိန်တပ်ဖွဲ့တွေကိုမြန်ဆန်ထိရောက်တဲ့ကုန်းချောင်းစစ်ဆင်ရေးတွေအတွက်လိုအပ်တာတွေအားလုံးကိုပေးနိုင်ပါတယ်။ဒီသင်းမော့ဟာပင်လယ်နဲ့ကုန်းမြေကြားကတံတားတစ်ခုလိုပါပဲ။သူက26 MEU တပ်ဖွဲ့တွေကို လေရင်ပြေးလည်တွေ ါမှမဟုတ်စခန်းတွေစောက်ဖို့မဟာမိတ်တွေကိုစောက်နေကြမလို့ပဲဝင်ရောက်နေရာယူပြီးထိန်းချုပ်နိုင်အောင်လှုပ်ဆောင်ပေးပါတယ်။သူ့ရဲ့စွမ်းကပြောင်းလဲပြင်လဲမှုနဲ့ဉာဏ်နှုံးမှာတည်ရှိပါတယ်။ဒီမရှင်ရဲ့အဓိကဇာတ်လိုက်ကတော့ 26MEU ပါပဲ။ဒီ unit ဟာအလွန်ထူးခြားပြီးအစွမ်းထက်ပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့မှာလိုအပ်တဲ့အရာအလုံးကိုကိုယ်တိုင်လှုပ်ဆောင်နိုင်တဲ့စွမ်းရည်ရှိလို့ပါပဲ။ဒီ unit ကိုအိတ်ဆောင်တက်မတော်လို့တင်စားနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့မှာခြေလျင်တည်ရင် ၊လေကြောင်းတပ်ဖွဲ့နဲ့ထောက်ပံ့ပို့ဆောင်ရေးအဖွဲ့စတဲ့အဓိကစိတ်ပိုင်း၃ခုစလုံးပါဝင်နေလို့ပါ။ဒီဖွဲ့စည်းပုံကြောင့် MU ဟာကုန်းပေါ်မှာဖြစ်စေ၊ပင်လယ်ထဲမှာဖြစ်စေတအူးတဲ့လွတ်လပ်စွာလှုပ်ရှားနိုင်ပြီးဘယ်နေရာကိုပဲရောက်ရောက်အခြားတပ်တွေရဲ့အကူအညီကိုအများကြီးမယူဘဲကိုယ့်ဘာသာကိုယ်ရပ်တည်နိုင်စွမ်းရှိပါတယ်။ဒီ unit ရဲ့အဓိကအားသာချက်ကတော့မြန်နှုံးနဲ့ပထမဆုံးတိုက်ခိုက်နိုင်စွမ်းပဲဖြစ်ပါတယ်။ USS Baden နဲ့ USS Carter Hall လို့စစ်သင်္ဘောတွေကနေ MU ဟာသူ့ရဲ့တပ်ဖွဲ့ဝင်တွေကိုကမ်းခြေပေါ်ကိုချက်ချင်းချနိုင်ပြီးအရေးကြီးတဲ့နေရာတွေကိုလုံခြုံအောင်လုပ်ကာနောက်ထပ်ပိုကြီးတဲ့တပ်တွေရောက်လာဖို့အတွက်လမ်းကြောင်းရှင်းပေးနိုင်ပါတယ်။ဒါ့အပြင် MU ဟာစစ်ပွဲတပ်ပဲလေ့ကျင့်ထားတာမဟုတ်ဘဲအရက်သားတွေကိုကဲထုတ်တာ အကြမ်းဖက်မှုတံမြန်တာနဲ့တဘာဝဘေးရန်ရဲ့တုံ့ပြန်တာစတဲ့ရေးပေါ်အခြေအနေမျိုးစုံကိုတုံ့ပြန်ဖို့လည်းအသင့်ရှိပါတယ်။ဒီလိုဆိုရင်ဒီကြောင့် MU ဟာစစ်ပွဲတွေမှာရောအရေးပေါ်အခြေအနေတွေမှာပါအလွန်အသုံးဝင်တဲ့တပ်ဖွဲ့ဖြစ်ပြီး အမေရိကန်ရဲဥဆောင်တပ်ဖွဲ့ဖြစ်ပထမဆုံးဝင်ရောက်ပြီးနောက်ဆုံးမှထွက်ခွာတဲ့တပ်ဖွဲ့ဖြစ်ပါတယ်။ဒါကြောင့်သူတို့ရဲ့တက်ချထားမှုတိုင်းအမေရိကန်ဟာစကားပြောရုံနဲ့မကဘဲလှုပ်ဆောင်မှုပါအသင့်ရှိနေတယ်ဆိုတဲ့ရှင်းလင်းပြသတဲ့သတင်းစကားကိုပေးနေတာပဲဖြစ်ပါတယ်။ 26MU ဟာသူ့ရဲ့ပြစ်ခတ်နိုင်စွမ်းမြန်နှုံးနဲ့လှင်မြန်စွာရွေရှွားနိုင်စွမ်းတွေကြောင့်လှန်သွားထိပ်ဖြားလို့တင်စားခံရပါတယ်။အဓိပ္ပာယ်ကတော့သူဟာအရေးပေါ်အခြေအနေဒါမှမဟုတ် NDA ဇုံထဲကိုပထမဆုံးဝင်ရောက်တဲ့တပ်ဖွဲ့ဖြစ်ပြီး နောက်ဆုံးမှပြန်ထွက်ခွာတဲ့တပ်ဖွဲ့ပါ။ဒါကြောင့်ဒီလိုတတ်ချထားမှုကနေတဆင့်အမေရိကန်ကငါတို့အပြောနဲ့မဟုတ်ပဲလိုအပ်ရင်လှုပ်ဆောင်ဖို့လည်းအသင့်ဖြစ်နေပြီဆိုတဲ့သတင်းစကားကိုပေးပို့နေတာပါပဲ။ဒီအရေးပါတဲ့စစ်စင်ရေးတစ်ခုလုံးကို US Navy ရဲ့ Fifth Fleet ကနေကြီးကြပ်ကုတ်ကဲနေပါတယ်။ဒီရတက်ကဘလောက်တောင်အရေးပါတယ်ဆိုရင် Struan မိုင်း1.5တန်းကျော်ပြဲကျဲပြန့်တဲ့ရေပြင်ကိုတာဝန်ယူထားတာပါ။ဒီရေပြင်ထဲမှာ Persian ပင်လယ်ကွေ့ပင်လယ်နီး ိန္ဒိယသမုတ်တရားရဲ့အစိတ်အပိုင်းတွေပြင်ကမ္ဘာကုန်သွယ်ရေးအတွက်အရေးပါလာတဲ့ Hormuz ရေလက်ကြား Bot Elmandat ရေလက်ကြားနဲ့ Suez တူးမြောင်းတို့လိုလမ်းကြောင်းတွေလည်းပါပါတယ်။ဒီလမ်းကြောင်းတွေဟာကမ္ဘာကုန်သွယ်မှုအတွက်အရေးကြီးဆုံးနေရာတွေဖြစ်တယ်လို့စစ်ရေးတင်းမာမှုတွေအများရှိနေတဲ့နေရာတွေလည်းဖြစ်ပါတယ်။ Iran နဲ့ Houthi စစ်သွေးကြတွေလိုဒေတာရင်းကအဖွဲ့အစည်းတွေကဒီရေလမ်းကြောင်းတွေရဲ့လုံခြုံရေးကိုမကြခဏချိန်ချောက်လို့ရှိပါတယ်။ဒီနေရာတွေကနေကမ္ဘာကြီးနဲ့ကုန်ပစ္စည်းအများကြီးဖြတ်တန်းသွားလာနေတာကြောင့် ခဏလေးရက်တန့်သွားလာနေတော့ကမ္ဘာစီးပွားရေးတစ်ခုလုံးကိုထိခိုက်နိုင်ပါတယ်။ဒါကြောင့်ပြင်ဆင်မရေတက်ရှိနေတာကဒီရေလမ်းကြောင်းအတွက်အသက်တမျှအရေးကြီးပါတယ်။ပြင်ဆင်မရေတက်ဟာပင်လယ်ပြင်ကိုစောင့်ကြည့်ုံတတ်တမဟုတ်ပဲလိုအပ်ရင်ချက်ချင်းလှုပ်ဆောင်ဖို့ပါအသင့်ရှိနေပါတယ်။သူတို့ဟာအစင်းမြင့်ရေဒါစနစ်တွေစောင့်ကြည့်ရေးလေယာဉ်တွေနဲ့စစ်သင်းဘောတွေကိုအသုံးပြုပြီးလှုပ်ရှားမှုတွေကိုအမြဲစောင့်ကြည့်နေတယ်လို့ချင်းချောင်းမှုတွေကိုလည်းအချိန်နဲ့တပြင်းညီတုံ့ပြန်နိုင်ပါတယ်။ ဒီရေတဲ့ဟာ Saudi Arabia နဲ့ UAE လိုဒေတာရင်းကမဟာမိတ်နိုင်ငံတွေနဲ့လည်းနီးနီးကပ်ကပ်ပူးပေါင်းဆောင်ရွက်ပြီးရင်ဆိုင်နေရတဲ့အန္တရာယ်တွေကိုတံပြန်ဖို့ခိုင်မာတဲ့မိတ်ဖက်ဆက်ဆံရေးတွေတည်ဆောက်ထားပါတယ်။အခုရောက်လာတဲ့ Burden Group နဲ့ 26MEU တို့ကိုဒီရေတဲ့ရဲ့ထိန်းချုပ်မှု အောက်မှာထားလိုက်တာက အပိုဆောင်စင်အားတစ်ခုရရှိရထပ်ပို့ပါတယ်။မြင်းကိုဂျိုတက်ပေးလိုက်သလိုပါပဲ။သူတို့အားလုံးဟာပုံမိုကျဲပြက်တဲ့ကွန်ရက်ကြီးတစ်ခုရဲ့အစိတ်ပိုင်းတွေဖြစ်နေတိုက်ခိုက်မှုတွေကိုကာဝယ်ဖို့အထူးမစ်ရှင်တွေလှုပ်ဆောင်ဖို့ ဒါမှမဟုတ်ရေချောင်းဥပဒေကိုအကောင့်ထဲဖော်ဖို့အတွက်အသင့်ဖြစ်နေကြတာပါဒီတက်ချထားမှုကဘာကိုဆိုလိုသလဲဒီလိုစင်အားတွေစုသီးချထားတာဟာစစ်ရေးလှုပ်ရှားမှုတသက်မဟုတ်ပဲသတင်းစကားတစ်ခု ပေးပို့တာပဲဖြစ်ပါတယ်မရိန်တပ်သားနဲ့ရေတပ်သား3000ကျော်နဲ့အစစ်မြစ်စစ်သင်္ဘောကြီးတွေအရှေ့လယ်ပိုင်းမှာရှိနေတာကကမ္ဘာပေါ်မှာအတင်းမာဆုံးဖြစ်တဲ့ဒေသတွေတက်ကတခုမှာအမေရိကန်ရဲ့ရည်ရည်ချက်ကိုပို့ပြီးခိုင်မာစေပါတယ် USS Baden USS Carter Hall နဲ့ 26 MEU ရှိနေတာကရေတောင်းသွားလာမှုလွတ်လပ်ခွင့်ကိုကာဝယ်ဖို့နဲ့ရန်လူတဲ့လုပ်ရက်တွေကိုဟန့်တားဖို့ခိုင်မာတဲ့ဂရုကိုယ်ကိုအချက်ပြနေပါတယ်။တစ်ချိန်တည်းမှာပဲရေးပေါ်တုံ့ပြန်မှုအထူးစစ်စင်ရေးတွေဒါမှမဟုတ်လိုအပ်ရင်အပြည့်စုံစစ်စင်ရေးတွေအတွက်အသင့်ဖြစ်နေတဲ့လင်မြန်တဲ့အင်အားတစ်ခုကိုအမေရိကန်ကိုပေးထားပါဗျ။ဒါကြောင့်ဒီတက်ချထားမှုဟာစင်အားပြယုံတသက်မဟုတ်ပါဘူး။ အမေရိကန်ဟာကမ္ဘာလုံခြုံရေးကိုပုံဖော်ရမှာအထူးကအခန်းကဏ္ဍကနေဆက်လက်ပါဝင်နေစေဖြစ်ကြောင်းရှင်းရှင်းလင်းလင်းသတိပေးလိုက်တာပဲဖြစ်ပါတယ်။ဒီလိုတန့်ရင်အားချထားလိုက်တာကဒေတာရင်းတင်းမာမှုကိုရော့ကြစီမှာလား။ဒါမှမဟုတ်ပိုပြီးတိုးလာစီမှာလားဆိုတာကတော့စိတ်ဝင်စားစရာပါ။အမေရိကန်ကတော့ရန်လိုတဲ့လောက်ရက်တွေကိုဟန့်တားဖို့နဲ့ကမ္ဘာကုန်သွယ်ရေးလမ်းကြောင်းတွေကိုကာကွယ်ဖို့အတွက်ကြိုတင်ကာကွယ်တဲ့အနေနဲ့လှုံ့ဆော်တာလို့ပြောပါတယ်။ဒါပေမဲ့တချို့ကတော့ ဒီလိုစင့်အားပြမှုကြောင့်ဒေတာရင်းကတခြားအင်အားကြီးနိုင်ငံတွေရဲ့တုံ့ပြန်မှုကိုဖြစ်စေပြီးအခြေအနေကိုပိုပြီးရှုပ်ထွေးသွားနေနိုင်တယ်လို့လည်းသုံးသပ်ကြပါတယ်။ဒီလိုမဟာပြည်ဝမြောက်လှုပ်ရှားမှုကဘလို့ရလက်တွေဖြစ်လာမလဲဆိုတာကိုတော့ဆက်လက်စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။